တော့ဗီလင်ဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်23ရက်17လ2025ကနေ29ရက်17လ2025အတွင်းမှာကြုံတွေ့ရမယ်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေအဲဒီတစ်ပတ်ကလာကဘလူကန်တရားလေးတွေကြုံတွေ့ရတယ်လေပေါ့နော်အဲပရမောက်တုံးဘာပြောချင်လဲဆိုတော့တနင်္လာသားသမီးတွေဒီတစ်ပတ်ကာလမှာအဲနိုင်ငံသားတော်အားတဲ့ကံလေးတော်တော်လေးအားကောင်းနေတာ တွေ့ရတယ်ဗျာနော် အဲ့တော့နိုင်ငံတွေပါတွေထွက်ရတဲ့ဂိမ်းရှိတယ်။ထွက်နိုင်အောင်လည်းကိုဘကဝရိယအားထားပြီးကြိုးစားပေးစီခြင်းနဲ့ပြပသွားဖို့အတွက်ကံရိုက်ထောက်ပံ့မှုအပြည့်အဝအရဆုံးကာလတွေကြာရောက်ပြီဆိုတာလေးသိသိခြင်းနဲ့ပေါ့နော်။အဲ့တော့နိုင်ငံထွက်ပြီးအလုပ်လုပ်ရှိခြင်းတဲ့သူတွေဒီကာလမှာသွားပြီးတို့လားမှတ်လိုက်ပြီးတော့ပေါ့နော်။သွားရင်လည်းအဆင်ပြေပါတယ်။ရဲဝင်းဝင်သွားပါဗျာနော်။ရဲဝေးရက်နေခီးနှစ်ခုသလုံးသွားတဲ့ဂိမ်းတွေမှာသွားပါပါတယ်။အပြောင်းလဲကြီးကြီးမားမားဖြစ်တယ်ပေါ့တချို့တွေဆိုရင်နိုင်ငံနဲ့ချိန်ပြီးပြောင်းရတဲ့အပြောင်းလဲတွေဖြစ်တယ်လက်ရှိဒီနိုင်ငံကနေနောက်တနိုင်ငံကိုပြောင်းရတာမျိုးတွေပေါ့နော်အဲထွက်သွားရတာမျိုးတွေအစားကျောင်းရတဲ့ဂိမ်းတွေရှိတယ် အလုပ်ဆိုလို့ရှင်လည်းလက်ရှိလောက်ကနေထွက်ပြီးနောက်လောက်တစ်ခုကူပြောင်းတာတို့လုပ်ငန်းအသစ်တစ်ခုကိုစတင်အကောင့်ထဲပေါ်တာတို့တချို့ဝန်ထမ်းတွေဆိုလို့ရှိရင်ဒီကလာမှာနေရာထိုင်ခင်းမြို့နယ်တွေပါလို့ပေါ့နော်အဲပြောင်းအောင်ပြောင်းရတဲ့ကိစ္စမှာပါတယ်ကြီးမားတဲ့အပြောင်းအလဲတစ်ခုနဲ့ရင်ဆိုင်ရတဲ့ကိစ္စမှာရှိပါတယ်အဲ့တော့ဝန်ထမ်းတွေဒါဖြစ်ခဲ့မယ်ဆိုရင်ဒီကလာမှာအထက်လူကြီးဖိအားပေးတာတွေဒီကြုံရတာမျိုးတော့ရှိတယ်လုပ်ဖို့အကင်ဘက်အချင်းချင်းသဘောထားမတိုက်ဆိုင်တာတွေတော့ဖြစ်တတ်တယ်အထူးအထူးသဖြင့်သူကအထက်နဲ့အောက်ကြားနဲ့ညက်တဲ့ကိစ္စမှာပါတော့လေအောက်လက်ငယ်သားလေးတွေဒုက္ခပေးတာမျိုးလေးတွေဂယုဆိုင်မယ်နော်အများနဲ့တယောက်ဖြစ်တာမျိုးလေးတွေကြုံရတယ်လို့ အဲ့လိုဖြစ်တဲ့အခါမှာလက်ရှိတော့ကနေထွက်တာတော့မဟုတ်ပြောင်းရတာပေါ့နော်အဲဒါမျိုးတွေတွေကြုံရတတ်တဲ့ gain ရှိတယ်တချို့တွေလည်းဆိုရင်လက်ရှိတော့ကနေအစမပြေလို့ထွက်ချင်ပြောင်းချင်ရင်တော့မှထွက်ရင်တင်းတော်ပါမလားဆိုပြီးအတွေးလွန်တာမျိုးတွေရှိတာပေါ့အဲ့တော့ပုံမှန်အဖြစ်ဆိုတော့ဒီကလာမှာထွက်မယ်ဆိုရင်ထွက်လို့အကောင်းဆုံးသောကလာတွေမှာပါတယ်အဲနောက်လို့တစ်ခုအဲဘိုင်းတွေရှိတယ်ဆိုရင်လုတ်ပြအောင်လုတ်ပါဒီပါထွက်မယ်ဆိုလည်းထွက်ပါအစင်ပြေတယ်လို့ဆရာမာခြင်းနေပြန်နော်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်ဒီကလာမှာ ဘုတ်ကုနာနဲ့စားတဲ့လုပ်ငန်းတွေကအမရန်အကျိုးပေးတာတွေ့ရတယ်အဲ့တော့ရွှေအယောင်းဝယ်တွေပါလေလို့တော့အရန်ကောင်းတာပေါ့အကျိုးမြတ်များစွာရရှိတတ်တဲ့ရွှေသံတွေပါလေဖွင့်ခြင်းဖွင့်အဲရွှေတွေပါလေတူးတာဆိုရင်ဒီကလာမှာရွှေတွေပါလေအောင်းနာတို့ရေကဆက်ရုံတွေထောင်းနာတို့ရေကဆက်တွေပါလေထောင်းနာတို့ရေကမုတ်တွေပါလေရောင်းနာတို့နောက်ဝတ်မွေးမြူတွေပါလေလှုပ်ဆမ်းပါဗျာလယ်တွေပါလေလှုပ်ဆမ်းပါအမရန်အကျိုးပေးတဲ့ကလာတွေမှာပါတာတွေ့ရတယ်ရှစ်ဖုံးရှစ်ကံကြီးမားတဲ့သူတွေဆိုရင်ဒီကလာမှာရတနာပစ္စည်းတွေရွှေတွေငွေတွေဝင်တဲ့ကိန်းရှိတယ်အဝင်တော်တဲ့ကိန်းတွေမှာပါတာပေါ့လေ အဲတချို့ကတော့ချုံအကြအနေနဲ့ရွှေတော့မဝင်ဘူးတဲ့လူဝင်တတ်တဲ့ဂိမ်းရှိတယ်လူဝင်အဲဥပမာပေါ့ကိုဝင်ဆောင်နေဆိုရင်ဒီကလာမှာတာသမီးယရနာရတတ်တယ်ပေါ့တချို့ကိုအိမ်အောင်ရှင်အမျိုးသားမျိုးသမီးတွေငယ်ရွယ်တဲ့အိမ်အောင်ရှင်အမျိုးသားမျိုးသမီးတွေဘာမှမတားစီတာဘူးဆိုရင်ဒီကလာမှာကိုဝင်ဒီပါရရတာတို့တာသမီးယရနာရတာတို့ဖြစ်တတ်တဲ့ဂိမ်းရှိတယ်ဗျာနော်ရရင်လည်းကောင်းပါတယ်ဗျာတချို့ကတော့အဲ့လိုမှမဟုတ်ပဲနဲ့ကိုရဲ့အိမ်ကိုစေမျိုးသားချင်းညီကောင်မတော်တွေပေါ့နော်လာပြီးတော့ညညနေလာတက်ခိုတာမျိုးလေးတွေဗာလေးတွေညညနေနေတာမျိုးလေးတွေဖြစ်တတ်တဲ့ဂိမ်းရှိတယ် လက်ခံရင်တင်းတော့လားဆိုတော့ဒါသဘောပါပဲသို့တော့လက်ခံလိုက်ပြီးတဲ့နောက်ပိုင်းရွှေတွေပါတယ်ဝင်မယ်ဆိုတဲ့ဟာကမဝင်တော့ဘဲနဲ့ကိန်းကြီးသွားတာမျိုးလေးတွေတော့ဖြစ်တတ်တဲ့ကိန်းတော့ရှိပါတယ်တချက်တော့ဂိယူဆိုင်ပြီးပေါ့နော်နောက်တနင်္လာသားသမီးတွေဒီကလာဒီဟိုစီဝါလာပါတက်မဲ့ကလာတယ်မှာပါတာဖြစ်တဲ့တို့ကကိုဘကအနေဝရိယအာလီမြန်မာလေးထားပြီးကြိုးစားပေးပါကြိုးစားရင်ကြိုးစားတော့အောင်မြင်မဲ့ကိန်းတွေမှာပါပါတယ်အဲ့ဒီမှာကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်ခေါင်းမူခေါင်းကိုက်ခေါင်းအောင်နောက်ကြတဲ့ညဘက်အိတ်မပြောပဲအောင်ကျွန်တော်လည်းပတ်သက်တဲ့ရုံးဟာဖြစ်တာ မျက်စိခွဲရတာမျက်မှန်ပါဝါတိုးရတာမျက်မှန်တက်လိုက်ရတာအဲဒါမျိုးလေးတွေအစားသွားကြုံရတဲ့ဂိမ်းတွေရှိတယ်အဲအဲ့တော့ဂယုဆက်ကမှာပေါ့လေနော်ကျွန်တော်ကခန္ဓာကိုယ်မှာဖြစ်တဲ့ကျန်းမာရေးထက်စာရင်စိတ်မှာဖြစ်တဲ့ကျန်းမာရေးကိုနည်းနည်းလေးပို့စိတ်ဘူးတယ်အဲ့ဒါဘာလဲလို့မေးလို့ရှိရင်စိတ်လေးနေတာစိတ်လေးနေတာစိတ်တွေပြန့်လွှဲနေတာမျိုးလေးတွေဖြစ်တတ်ပါတယ်တင်းလာသားသမီးတွေတချို့လူတွေဆိုရင်လက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့တာအားလို့လက်ရှိနေတဲ့နေရာတွေမနေချင်တော့တာအားလို့တနေရာကိုသွားချင်းပြောင်းချင်းရွှေ့ချင်းထွက်ချင်တာအားလို့အဲဒါမျိုးလေးတွေအစားကြုံရတတ်တာပေါ့ ဒါကအလုပ်တွေလုပ်ချင်သေးရောမရှိတော့ဘူးစိတ်တွေလေးနေတယ်အလေလိုက်ချင်တဲ့စိတ်တွေပေါ်နေတယ်တွားချင်လာချင်နေတာပေါ့နော်အဲ့လိုစိတ်တွေတွေဖြစ်တာကြောင့်တချို့လေးတွေများတွေးတတ်ကြတယ်ငါများလူများတွေများစုံပြောကနေလှုပ်ထားသလားဆိုတဲ့အတွေးလေးတွေပေါ့နော်ဘယ်သူမှအာရမလုပ်ပါဘူးပြန်နော်ဒီကိန်းကြောင့်ဒီတိုင်းဖြစ်တာကြီးပဲအဲဖျားလေးပါရရှစ်ခုဖို့မိနေတာမျိုးလေးတွေရှစ်ခုချင်းသိမရှိဘဲနဲ့ဖျားရှစ်ခုဖို့ပြင်းနေတာမျိုးလေးတွေလောင်းဖြစ်တဲ့ကိန်းရှိတဲ့ဂယူဆိုင်ပဲနော်ကျမရင်းနဲ့ပတ်သက်ပြီးတော့လဲမားလက်တိုင်းလေးဂယူဆိုင်မယ်အစားအစာတွေပါလေစားလို့ရှိရင်စိတ်သားတို့ ဇီးဇီးလိုဆက်လက်ရတော့တခွားဇီးလိုဒါလေးတွေရှောင်ပေးလို့ရရင်ပိုကောင်းပါလိမ့်မယ်နော်။နောက်အရေးကြီးဆုံးမှာကြာတစ်ခုရှိတယ်တလင်းလာတာသမီးတွေအရေးကြီးတဲ့စားအစာတွေနဲ့ပျောက်တဲ့ရှာတဲ့ဂိမ်းတွေမှာပါပါတယ်။အဲ့တော့အဲစားအုပ်တော့နော်ဒီပတ်စိုးစားအုပ်တွေလိုမပုံတင်လို့စသည်အဖြစ်ပေါ့နော်အရေးကြီးတဲ့စားအစာတွေပျောက်တာရှာတာလေးတွေဖြစ်တဲ့စားကြုပ်စားတွေမှာလက်မှတ်ထိုးတဲ့အခါမှာလည်းသေချာလေးဖတ်ကြည့်ပြီးတော့မှလက်မှတ်ထိုးပါ။အာမားရင်းစာနဲ့လက်မှတ်ထိုးမိတာတွေဖြစ်တဲ့သူတို့ဘာကိစ္စတွေအာမခံလိုက်တာတို့အသေးသေးအနေနဲ့လက်မှတ်ထိုးတာတို့မှာပြဿနာလေးတွေဖြစ်တဲ့ဂိမ်းရှိတဲ့အတွက် အထူးသတိထားပြီးဖြစ်နိုင်ဒီကရမှာလက်မထိုးရတဲ့ကိစ္စလေးတွေရှောင်ရှားမယ်ကိုမှအရေးကြီးတဲ့စာစာလေးကိုလည်းတေချာလေးသိမ်းဆဲပေးပါနော်တနင်္လာတာသမီတွေပညာရေးနဲ့ပတ်သက်လို့ရှိရင်အားနည်းချက်လေးတွေရှိမယ်ခရူးဆိုင်ရမယ်နော်ဘာလို့လဲဆိုတော့စာမွေးချက်တတ်တဲ့ဂိမ်းရှိလို့ဟိုတစ်ဖက်မှာစိတ်ကလေးနေတာစိတ်တွေလေးနေပြီးပြန့်လွင့်နေတာမျိုးတွေဖြစ်တဲ့အတွက်ပညာရေးမှာသွားထိခိုက်ပြီးတော့စာထဲမှာအာယုံမဆိုင်ပဲနဲ့အစာဥကန်နေတာနဲ့အိတ်ချင်းတို့လိုဖြစ်တာတွေစာချက်လို့မရတာမျိုးတွေအစာဖြစ်လာတတ်တဲ့ဂိမ်းတွေရှိတယ်ခရူးဆိုင်ရမယ် တစ်ဖက်မှာငွေကြေးစီးပွားလုပ်လာပါတဲ့ဒုတက်မဲ့ကိန်းရွှေရွှေငွေတွေဝင်တဲ့ကိန်းတခြားဘောက်ရှိပါတယ်အဲတစ်ဖက်မှာလည်းအဖြက်လေးဝင်တဲ့ကိန်းရှိတယ်အဲ့ဒါလေးတော့တစ်ချက်ရှောင်ရမှာပေါ့လေအထူးသဖြင့်တင်းလာသားသမီးတွေအခြေအိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးလူမှုရေးနဲ့ပတ်သက်ပြီးတော့ပြဿနာအရှုပ်အရှက်တွေတော်တော်လေးပြင်းထန်နေမယ်ဒီကရချစ်သူရှိတဲ့သူတွေကိုယ်ကရတတိယတယောက်ပေါ်တာဖြစ်စေကိုချစ်သူအိမ်တော်ဘက်ကတတိယတယောက်ပေါ်တာဖြစ်စေသုံးဖို့ဆန်နေလေးဖို့ဆန်နေဖြစ်တဲ့ဗျာအရှက်ကွယ်အကျိုးနဲ့ဖြစ်တဲ့တယ်ဂယူဆိုင်မယ်တချို့အမျိုးသမီးလေးတွေကိုဆရာမှားခြင်းနဲ့နာမည်ကိုနေကကြားရတဲ့ မပတ်တန်တဲ့တဲ့သူတွေနဲ့သွားပတ်သက်မိတာတွေဖြစ်တဲ့နေထိုင်မြန်ငယ်ဘဝတွေပါရောက်သွားတဲ့ဂရုစိုက်မယ်နော်ဟိုတောင်းစင်မထားတဲ့သူတွေပေါ့နော်အပိုင်ရှင်ရှိတဲ့သူတွေစီမှာတောင်းစင်သွားထားမိတဲ့အတွက်အချက်တကွဲအကျိုးနဲ့ဖြစ်တဲ့တော့ဂရုစိုက်ကမှာပေါ့တချို့ဟိုဟာမိကလေးတွေဆိုရင်ဒီကလာမှာအခြေအနေပတ်သက်ပြီးတော့ဟိုလိုင်းဘော်တွေပါရင်အတင်ခံရတာတော့ဓပုံတွေပါရင်အတင်ခံရတာတော့အချက်တကွဲအကျိုးနဲ့ဖြစ်တာတော့အရာမျိုးတွေဖြစ်တဲ့ gain ရှိတဲ့အတွက်အထူးသတိထားပါလူမှုရေးကိစ္စကိုအအောင်နဲ့မထည့်ပါနဲ့ကျန်တဲ့ဟာတွေကိုအလုပ်ကိုဝရီးအားထားပြီးကျိုးသွားပါရှာဖွေတော့ဖြစ်တည်လာပါလိမ့်မယ် ဆိုတော့ဒီကလာမှာအလုပ်တွေပါတယ်သူတွေ့လို့တဲ့အခါမှာဘုဒ္ဓခုသာသမီတွေနဲ့ပူတဲ့တိုင်မီပြီးလုပ်ပေးပါတော့အင်းငါသာသမီတနင်္ဂနွေသာသမီကိုကိုကောင်းကောင်းကြီးဆက်တော့ပါလိမ့်မယ်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်အထူးသတိထားရှောင်ရှားပေးပါဗျာနော်နိုဝင်ဘာလ24 25 26 29 28 29အမရန်ကန်ကောင်းပါတယ်ဗျာနော်ဆိုတော့ပြည်ပနိုင်ငံခီးရက်ဝေရက်နေခီးသွားတတ်တဲ့ဂိနေတွေရှိတယ်အိမ်အောင်ကြတတ်တဲ့ရုပ်တရက်ပေါ့နော်အိမ်အောင်ကြတတ်တဲ့ဂိနေတွေရှိတယ်ဆိုတော့အလုပ်နေရာထိုင်ခင်းအိုးနေရာအိမ်နေရာထိုင်ခင်းအပြောင်းလဲလေးတွေ ြောင်းရတာတို့အိမ်အစ်ပြင်ရတာတို့နော်ဒါမျိုးတွေဖြစ်ကားတတ်တဲ့ gain ရှိတယ်။ပြိပခီးသွားတတ်တဲ့ gain တွေရှိတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေကိုယ်စီကြွားရောက်လာတာမျိုးတွေဖြစ်ပြီးစီးပွားလာပါလေတွေပိုတက်လာလိမ့်မယ်။ဘုဒ္ဓဘုနာနဲ့ပတ်သက်တဲ့အရာဝတ္ထုတွေကိုယ်စီကိုဝင်လာတတ်တဲ့အဝင်တော်တာပေါ့နော်။နိုမလာ23တရက်ကတော့အညံ့လေးတွေရှိတယ်ဂယူဆိုင်ပါနော်။အဝင်မတော်တာလေးမဝင်စင်းနဲ့လူမှုရေးနဲ့ပတ်သက်ပြီးတော့ပြဿနာအနောက်အချက်လေးကြုံပြီးအချက်ကွဲအကျိုးနည်းလေးတွေဖြစ်တတ်တယ်။သွားလာလို့ရှာရင်ဆိုင်ငယ်အက်ဆီဒန့်ဖြစ်တတ်တဲ့ gain ရှိတယ်။ဂယူတစ်ချက်ဆိုက်ပေးရမယ်နော်။ကျက်တို့ရအောင်၊နှက်ပြအောင်၊မိကိုရအောင်အပြအောင်တို့ကို မိမိတို့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာအဓိကထားပြီးဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်ရွှေပန်းငွေပန်းဂန်းကောင်ညုံဂန္ဓမာပန်းရောင်စုံကြာပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရားမှာဖရားပန်းကတာဖြစ်စေနေအဲ့ခါနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုတော့သုံးဆွဲပေးပါအဲ့တော့ကကြုံရတဲ့အညာတွေကင်းပြီးတော့ကောင်းတဲ့ခံတွေပိုကောင်းအောင်ဘာလုပ်ကမလဲဆိုတော့မြတ်စွာဘုရားရဲ့ဝမ်ပိုက်ကိုရွှေသင်္ကန်းလေးကက်ဖြစ်အောင်ကက်လုပေးရမယ်ပြီးတော့မိမိတို့မှာရှိနေတဲ့အဝတ်အစားအဟောင်းအစုပ်အပြည့်လေးတွေကိုရှာဖွေပြီးတော့ လမ်းထက်ကအမိုက်ပေါ်မှာကိုယ်တိုင်ကိုကြသွားရောက်ဆွတ်မြိုလိုက်ပါဒါဆိုတော့အညံ့နေกินပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချဖို့ကောင်းတော့ပါလိမ့်မယ်အဲတနင်္လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်